ဒီနေ့အလုရှင်များဖြစ်ကြသည့်အကမဟာသေရီသုတမမဏိသောတာဒရဒေါက်တာဥမမောင်ဦးနှင့်စနီးဖြစ်သောတတိသုတမသင်္ကေတောအေးမြင့်မိသားစုတို့ကျင်းပပြုလုပ်အပ်သောကုသိုလ်ကောင်းမှုပွဲမှာမင်္ဂလာရှိပါစေဆိုတဲ့ကောင်းစဉ်နဲ့တရားစကား10မိနစ်လောက်နှာယူကြရအောင်ဦးဇင်းတို့ဘုရားဘာသာဝင်သူတော်ရှင်များ တရားနဲ့တရားတွေ့ပြီးဆိုရင်မင်္ဂလာပါခမမင်္ဂလာပါရှင်မင်္ဂလာတရားနဲ့တရားနှုတ်ဆက်တဲ့ခါကျရင်တကယ့်ကိုယဉ်ကျေးသိမ်မွေ့အနှစ်သာရရှိတဲ့စကားလုံးနဲ့နှုတ်ဆက်ကြတယ်မင်္ဂလာပါခမမင်္ဂလာပါရှင်အလွန်တရားจิตရှိတဲ့စကားလုံးပေါ့အဲ့ဒီမင်္ဂလာပါဆိုတာဘာပြောတာလဲဆိုရင်မင်္ဂလာဆိုတဲ့အတိတ်ပဲ မင်္ဂလံဆိုမင်္ဂလာဆိုတာပါဠိတော်ကမင်္ဂလံလို့ခေါ်တာပေါ့မင်္ဂရေလရေနှမျိုးပေါင်းတာမင်္ဂဆိုတာမကောင်းမှုအကုသိုလ်တရားတွေကိုလဆိုတာဖြစ်စည်းတဲ့ပုဂ္ဂိုလ်ကိုဒါမင်္ဂလာလို့ခေါ်တာမင်္ဂလံလို့ခေါ်တာပေါ့မင်္ဂလာဆိုတာဘာပြောတာလဲဆိုတော့မင်္ဂလာရှိပါစေမင်္ဂလာတရားနှင့်ပြည့်စုံပါစေမင်္ဂလာပါခမရမင်္ဂလာပါရှင်လို့ပြောတာက မင်္ဂလာတရားတွေနဲ့ပြည့်စုံပြီးတော့ကျေးဇူးမင်္ဂလာဖျားဖျားတို့နဲ့ပြည့်စုံပါစေဆိုပြီးတော့တောင်းနေတရားဆုတောင်းပေးလိုက်တာမင်္ဂလာရှိပါစေမင်္ဂလာပါခမရလို့ပြောလိုက်တာကမင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးစားပါခမမင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးစားပါရှင်လို့ဒါစကားအရှိပြောမယ်ဆိုရင်ဒီအသေးပဲကိုပေါ်ပါတယ် ။ရမုံမင်္ဂလာတရားဆိုတာယနေ့တကကြီးဥမမောင်ဦးတို့တကမကြီးတို့အင်းမြေတို့မိသားစုဒီတက္ကသိုလ်မှာလာပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာဒါမင်္ဂလာပဲ။ကုသိုလ်ကောင်းမှုအဆူဆူမှတ်စုမင်္ဂလာ။ကောင်းကျိုးဒုက္ခမှန်သမျှမှတ်ကြမင်္ဂလာ။ကောင်းကျိုးလိုလားပုဂ္ဂိုလ်များဆောင်းထားမင်္ဂလာ။မင်္ဂလာရှိအောင်မင်္ဂလာဆောင် ခုနောင်ချမ်းသာမှာတခါကြီးဥမမောင်ဦးတို့ တော်အီမြေတို့မိသားစုယနေ့တက္ကသိုလ်မှာလာပြီးတော့မင်္ဂလာဆောင်ကြမင်္ဂလာဆောင်တယ်ဆိုတာကောင်းတဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားအားထုတ်နေတာကိုဒါမင်္ဂလာတရားလို့ခေါ်တယ်အဲ့ဒီမင်္ဂလာတရားကိုအမြဲတမ်းဆောင်တာတယ်မိမိတို့ရဲ့နှလုံးသားထဲမှာကာယကံဝစီကံ မနောကံကံသုံးပါးနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုတွေအမြဲဖြစ်အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ကို မင်္ဂလာစနီးမောင်နှံမင်္ဂလာရှိတော် မိသားစုမင်္ဂလာရှိသောစနီမောင်နှံလို့ဒါဦးဇနုပြောရမှာဖြစ်ပါကိုတော်ကောင်းမှုအဆူဆူမတ်ရှုမင်္ဂလာမြတ်စွာဘုရားဟောကြားတော်မူတဲ့မင်္ဂလာတရားကတော့38ပါးလောက်ရှိလူမိုက်ကိုမပေါင်းသိညာဘူးပညာရှိကို ပေါင်းသိရမယ်ပူဇော်သင်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ရမယ်စသည်ဖြင့်ပေါ့38ပါးရှိတယ်အဲ့ဒီမင်္ဂလာတရား38ပါးကိုအချင်းချုံလိုက်ရင် မင်္ဂလာအချုပ်ကုသိုလ်အလုံးကုသိုလ်ရမယ့်စကားကို ပြောမယ်ကုသိုလ်ရမယ့်အလုပ်ကို လုပ်မယ်ကုသိုလ်ရမယ့်အတွေးကိုတွေးရင်အဲ့ဒီပုဂ္ဂိုလ်ကမင်္ဂလာပဲမင်္ဂလာတရား38ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တို့ဒါခေါ်ရမှာဖြစ်ပါတယ်အဲ့ဒီမင်္ဂလာတရား38ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုကိုအမြဲပြုလုပ်တဲ့ပုဂ္ဂိုလ်ကို လူသာတို့ခေါ်နတ်တော်တို့ခေါ်သူတို့ရဲ့ အစင်းကိုကြည်လိုက်နဲ့အလွန်တရာကျက်တည်ရရှိရဘုရားဟောကြားတော်မူတဲ့တရားတော်ကိုလက်တွေ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာလိုက်နာကျင့်သုံးသလောက်ကျက်တည်မင်္ဂလာဖျားဖျားတို့နဲ့တောင်းမြပြီးဆုံးချင်းအကျိုးတရားကိုဧကံမုတ်ချခံစားရခန္ဓာလုံးကကိုကောင်းကိုတို့ကောင်းမှုအဆူဆူမဆူမင်္ဂလာဆိုတော့ကိုတို့ကောင်းမှုတွေပြုရမယ်ကာယကံ ကုသိုလ်ဝစီကံမနောကံ ဒီကံ၃ပါးနဲ့ပတ်သက်ပြီးတော့ကိုယ်တော်ဖြစ်ခြင်းတည်းဆိုရင် ကောင်းတဲ့ကံတွေကို ကောင်းတဲ့ကာယကံတွေကိုကျင့်သုံးရမယ်ကောင်းတဲ့ဝစီကံတွေပြောဆိုရမယ်ကောင်းသော မနောကံတွေကိုကျင့်စီရမှာပေါ့ကောင်းသောကာယကံ၃ပါးကာယတန်ကာယသူစရိုက်၃ပါးလို့ခေါ်တာပေါ့သူများအသက်ကိုတတ်ခြင်းမှရှောင်ခြင်းမယ်သူများပစ္စည်းကိုမတရားယူခြင်းမှရှောင်ခြင်းမယ် ူများသားများကိုပြင်းမာခြင်းမှရှောင်ခြင်းပဲအဲ့ဒီကာယကံအမှုသုံးခုကိုလိုင်းနာခြင်းသုံးနေတဲ့ပုဂ္ဂိုလ်ဒီကာယကံအမှုသုံးခုတွေကရှောင်ခြင်းပြီးတော့ကာယသူစရိုက်သုံးပါးကို လိုင်းနာခြင်းသုံးနေတဲ့ပုဂ္ဂိုလ်ကဒါမင်္ဂလာရှိသောပုဂ္ဂိုလ်နောက်တကဝစီကံ၄ပါးသူများအဲမူတာဝါဒပိတုနာဝါစာဖရုဒ္ဒဝါစာတံဖပလပါမူတာဝါဒဆိုတာ လိန်ညာစကားကိုမပြောကြဘူးဒါကကောင်းသောဝစီကံကုသိုလ်တွေဖြစ်သွားပြီမင်္ဂလာတွေဖြစ်သွားပြီပေတုနာမုတာဝါစာပေတုနာဝါစာချောပြေကုန်တိုက်သောစကားကိုမပြောဘူးအချို့ချို့ပုဂ္ဂိုလ်တွေကသူများမိသားစုတွေအစဉ်ပြေတာကို မလိုချင်ဘူးသူများကုမ္ပဏီတွေအောင်မြင်နေတာကိုမလိုချင်ဘူးအချင်းချင်း ခိုင်ရန်ဖြစ်ရအောင်မိသားစုအချင်းချင်းသွေးကွဲသွားရအောင်မိသားစုအချင်းချင်းအဆင်မပြေရအောင်ဂုံးတိုက်တဲ့စကားကြောင်းနဲ့တယောက်တန်တရားဖြစ်ပွဲစကားတွေကို ပြောကြတဲ့တလေးတွေရှိတာပဲဒါမုဒ္ဒပိတုဏဝါစာလို့ခေါ်တယ်အဲ့ဒီစကားတွေကိုတတ်နိုင်သမျှရှောင်းကျင်ခြင်းဟာဒါမင်္ဂလာတရားပဲနောက်တစ်ခါဖလုဒ္ဒဝါစာကြမ်းတမ်းသောစကား ကြံကြောင်းသော စကားတွေမပြောရဘူးစေရီတိုင်းတွာသောစကားသူတပားနာတဲ့မှာ ခားနိုင်တဲ့စကားတွေကိုမပြောကြရဘူးဒါလည်းမင်္ဂလာပဲတန်ဖတ်ဗလာပန်အကျိုးမရှိရဲ့စကားအကျိုးပုဂ္ဂိုလ်တွေကဝိုင်းဖွဲ့ပြီးတော့ဘာမှအတိတ်ပဲမရှိဘူးလောကီကြီးပွားရေးလည်းမဟုတ်ဘူးလောကုတ္တရာကြီးပွားရေးလည်းမဟုတ်ဘူးပိဿုပ္ပံချမ်းသာရေးလည်းမဟုတ်ဘူး တန်တရာချမ်းသာရေးလည်းမဟုတ်ဘူးဘာမှအရေးမရအဖက်မရအဓိပ္ပာယ်မရှိတဲ့စကားတွေပြောပြီးတော့အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီအကျိုးမရှိမဲ့စကားကို ပြောခြင်းမှရှောင်ကျင်ခြင်းကလည်းတမင်္ဂလာပဲဝစီမင်္ဂလာ၄ပါးပေါ့နာရကနဘတ်၃မနောမနောကံ၃ပါးအပိစာပြပါဒမိစ္ဆာဒိဋ္ဌိ သူတပားရဲ့ပစ္စည်းအဲသူတပားရဲ့ပစ္စည်းဥစ္စာကိုမတရားလိုချင်ချင်းဆိုတဲ့တရားတွေကလည်းတတ်တမ်းသမျှရှောင်ချင်းဒါမင်္ဂလာပဲဗျာပါဒာသူတပားကြီးပစ္စည်းမှာကိုအလိုလိုစိတ်တဲကလိုချင်တဲ့ပုံကဒါမကောင်းတဲ့ဇယိုက်ပဲမကောင်းတဲ့အကျဉ်းစီပဲအဲ့ဒီအကျဉ်းစီတွေကိုတတ်နိုင်သမျှရှောင်ချင်းပြီးတော့ဩသူတို့အတိတ်ဘဝကပါလာတဲ့ကုသိုလ်ကံစွမ်းအားကြောင့်သူတို့မိသားစုတွေဘာပဲလုံးလုံးအဆင်ပြေနေကြတယ် ကျမ်းမာချမ်းသာကြပါစေငါတို့လည်းသူတို့လိုမျိုးအစဉ်ပြေအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ထားမျိုးမွေးလိုက်ရင်မင်္ဂလာဖြစ်သွားတာပဲသူများချမ်းသာတာကိုမလိုချင်ဘူးသူများချမ်းသာတာကိုပျက်စီးစေခြင်းတဲ့သူများဒီပြေဆုံးနေတာကိုဖြစ်စီးစေခြင်းတဲ့သဘောတရားကဒါအမင်္ဂလာလို့ခေါ်တာပေါ့နောက်တစ်ခါမိစ္ဆာဒိဋ္ဌိကံကံအကျိုးတရားကိုမယုံကြည်ဘူး အဲ့ဒီကံကံဆိုတရားကိုယုံမယုံကြည်တဲ့သဘောတရားတွေကိုတန်းနိုင်သမျှရှောင်ကျင်ပြီးတော့ကောင်းတာလုပ်ရင်ကောင်းတဲ့ကြိုးတရားခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့ကြိုးတရားခံစားရမယ်ဖရာတရားတန်ခါယနာသုံးပါးပေါ်မှာကြီးညိုတဲ့စိတ်ဓာတ်တွေမွေးမြူကြမယ်ဆိုရင်ဒါမင်္ဂလာဖြစ်သွားတာပဲကာယကံမင်္ဂလာ၃ပါးဝစီကံမင်္ဂလာ၄ပါးမနောကံမင်္ဂလာ၃ပါး အဲ့ဒီသုစရိုက်တရား၁၀ပါးကိုလက်တွေ့လိုက်နာခြင်းသုံးနေရတာလေအဲ့ဒီပုဂ္ဂိုလ်က မင်္ဂလာရှိပဲမင်္ဂလာရှိတဲ့ပုဂ္ဂိုလ်များလို့ခေါ်တယ်ယနေ့တကကြီးဥမောင်းဥတော်အေးမြတ်တော်မိသားစုဒီတက်ကတော်ကိုလာရောက်ပြီးတော့ဖယံမရှိသောဆရာတော်တန်ဃာတော်အရှင်သူမြတ်ဒီဒီတက်ကတော်မှာတရင် သုံးတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအမှုရှိတဲ့ပမောက္ခချုပ်ဆရာတော်ဘုရားဒီဒုတိယပမောက္ခချုပ်ဆရာတော်ဒီပမောက္ခဌာနမှုဆရာတော်ဒီသင်္ချာစီမံဆရာတော်ဒီ စာသင်သားတန်ဃာတော်တွေဒီတန်ဃာတော်တွေသည် ပရိယတိသာသနာပရိပတ်တိသာသနာတော်ကိုလက်တွေ့ချင်းချံချိုးကုံအားထုတ်နေသောဆရာတော်များဖြစ်တယ်ဒီဆရာတော်များကငါတို့တနေ့စာဆွန်ဆက်ကလှူဒန်းခြင်းဒါနာကုသိုလ်ကောင်းမှုပြုတယ်ဒါလည်းမင်္ဂလာပဲအဲ့ဒီဒါနာကုသိုလ်ကောင်းမှုကိုပြုတဲ့ထဲမှာငါးပါးသီလကိုလည်းစောင့်တည်လိုက်တယ်ဒါလည်းမင်္ဂလာပဲနောက်တစ်ခါဆရာတော်တန်ဃာတော်များ ရပ်ဖတ်ပူဇော်တဲ့ပရိတ်တရားတော်ကို나ယူကြည်ညိုရတဲ့ဒါလည်းမင်္ဂလာပဲဆိုလိုတာကကုမင်္ဂလာအလုတ်ကုတ္တအဲကုတ္တမင်္ဂလာအချုပ်ကုတ္တအလုတ်ဆိုတဲ့အတိုင်းပဲကောင်းတဲ့ကုတ္တမှန်သမျှကမင်္ဂလာပဲဆိုတော့ဥစ္စနုတေဥစ္စရောကောင်းတို့ရဲ့တန်တံမှာမင်္ဂလာရှိသောဇနီးမောင်နှံဖြစ်ဖို့အတွက်မိမိတို့ရဲ့တန်တံမှာကောင်းသောအလုတ်တွေကိုများများလုပ်ဖို့ အရေးကြီးတယ်မနဲ့မောနိုင်အရာထားတဲ့ဆိုတာနဲ့ဘုရားရှိခိုးတယ်ဒါလည်းမင်္ဂလာပါပဲဘုရားတော်တော်ရည်ဒီကတ်တယ်ဘုရားစီမီတော်ဒီကတ်တယ်ဘုရားစွန့်တော်ဒီကတ်တယ်မင်္ဂလာတရားပဲငါးပါးသီလဆောက်တည်တယ်ဘုရားဂုဏ်တော်ဒီပွားများတယ်ဘုရားနှုတ်တည်းကုသိုလ်ဒါလည်းမင်္ဂလာပဲတရားထိုင်မဲ့ပတိစိတ်မဲ့မေတ္တာပို့မဲ့ပဋ္ဌာန်းယွတ်မဲ့ပရိယွတ်မဲ့အလုံးအလုံးကဒါဥစ္စနောသူတော်ကောင်းများမင်္ဂလာပဲ အဲ့ဒီမင်္ဂလာတရားကိုဆောင်ထားတဲ့ပုဂ္ဂိုလ်များသည်ပိဿုပံကောတန္တရာကောအလွန်တရာချမ်းသာစေတယ်။အေတာဒိတာနိကတဝါနာတပ္ပထမပ္ပရာဇိတာတပ္ပထသုဋ္ဌိန်ကိစ္ဆန္တိတန္တေတံမင်္ဂလာမௌတမံမြတ်စွာဘုရားကနောက်ဆုံးအမိန့်ကြားတော်မူခဲ့တယ်။ ဧတတိတံဤကတဝါနသဗ္ဗတ္ထမပ္ပရာစီတာဒီမင်္ဂလာတရားကိုလက်တွေ့လိုက်နာခြင်းသုံးသောပုဂ္ဂိုလ်သည်ယံဟူသည်များကိုအောင်မြင်နိုင်သည်။ကောင်းကျိုးချမ်းသာမှန်သည်များကိုပြီးမြောက်ပြီးဆုံးစေနိုင်သည်။သဗ္ဗတ္ထသုတ်တိန်ကိစန္ဒီလူဘဝမှာလည်းချမ်းသာ လူချမ်းသာနတ်ချမ်းသာပြမချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင် ဧကံမောချခံစားရတယ်ဆိုပြီးတော့မြတ်စွာဘုရားကနောက်ဆုံးအနှစ်ချုပ်အနေနဲ့ဟောကြားတာချင်းဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့အဂါမသီရိသုဒ္ဓမမဏိသောတာတရဒေါတာဥမမောင်ဦးဇနီးပြည့်တဲ့သီရိသုဒ္ဓမသင်္ကေတော်အေးအေးမြမိသားစုတို့ကဒီတက္ကသိုလ်ကိုလာပြီးတော့ဘာလုပ်ကြလာတယ်ဆိုရင်မင်္ဂလာတရားတွေကိုလက်တွေ့လိုက်နာကျင့်သုံးပြီးတော့မင်္ဂလာရှိအောင်မင်္ဂလာဆောင်နေကြခြင်းပဲဖြစ်ပါတယ်။ ကိုယ်တော်ကောင်းမှုအဆူဆူမတ်စုမင်္ဂလာကောင်းကျိုးဒုက္ခမှန်သမျှမှတ်ချမင်္ဂလာကောင်းကျိုးလိုလားပုဂ္ဂိုလ်များဆောင်းတန်းမင်္ဂလာ မင်္ဂလာရှိအောင်မင်္ဂလာဆောင် ခုနောင်ချမ်းသာမှာဒကာကြီးဥမ္မောင်းဦးနဲ့ဒကမကြီးတော်အေးမြတ်တို့မိသားစုယနေ့ယခုအချိန်ခါမှစ၍အလွန်တရာကြုံခဲစွာသောဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ကြုံခိုက် မိမိတို့ကလည်းပဲအလွန်တရာရခဲ့သောလူဘဝကိုရနေကြ යි ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို ဖရာတရားတန်ခါယနာသုံးပါးကို ကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်များဖြစ်သည့်အခိုက်ယခုပိစုံပံဘဝကိုလည်းမင်္ဂလာရှိစေတဲ့ချမ်းသာစေတဲ့တန်တရာဘဝမှာလည်းမင်္ဂလာရှိစေတဲ့ချမ်းသာစေတဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမောချခံစားနိုင်သောกายကံကုသိုလ်ဝစီကံကုသိုလ် မနောကံကုသိုလ်များကိုတတ်နိုင်သမျှကြိုးစားအားထုတ်နိုင်ကြပါစေ။ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်များကိုကြိုးစားအားထုတ်နိုင်ကြသဖြင့်မနက်ခင်မှလည်းမင်္ဂလာရှိသော မနက်ခင်နှင့်ပြည့်စုံပါစေ။နေ့လယ်ခင်မှလည်းမင်္ဂလာအပြည့်အစုံနှင့်ပြည့်စုံသောနေ့လယ်ခင်နှင့်ပြည့်စုံပါစေ။ညနေခင်မှလည်းမင်္ဂလာအပြည့်အစုံနှင့်ပြည့်စုံသောညနေခင်များကို ပိုင်ဆိုင်ပြီးတော့နေတိုင်းနေတိုင်းမင်္ဂလာရှိ နေတိုင်းနေတိုင်းမင်္ဂလာတရားနဲ့ပြည့်စုံသောစနီးမောင်နှံမိသားစုများဖြစ်ကြပါစေလို့ဆန္ဒပြုရင်အမိနာပုံညာကမေနာတုကိတာဟောတာတာတဝောတိကံပဘောထနိဗ္ဗာန်ံပကနာစိနာသာတနံပါတဝောနှလုံးပြောပြောင်းအောတူတော်ကောင်းတို့အမိနာပုံညာကမေနာအစမတင်သံတရာတခွင်းက ယနေ့တိုင်အောင်လှူဒန်းရသောဒါနာကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများအားထုတ်နာကြရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအမြန်မြတ်သောကုသိုလ်ကံကြောင့်ဒီတုံမကံကုသိုလ်ကောင်းမှုကိုပြုလုပ်ကြကုန်သောဒါယကကြီးဥမ္မောင်ဥဒ္ဒယကမာကြီးတော်အင်းမြင့်မိသားစုများနေတကွာကြောက်ရွံ့လာကြကုန်သောတမမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အား ုခိတာယခုဘဝမှာသာနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်ကိုစိတ်နှဖျားချမ်းမာချမ်းသာလမ်းဖြာဝမ်းသာကြကုန်သည်ဟောထားကောင်းစွာမသွေ ဖြစ်ကြပါစေကုန်တတိစိနာသာတနံငါမန်အောင်မြင်ဖျားရှင်ဤအံပွဲရှိဖျားသာသနာတော်မြတ်ကြီးကိုဘဂနာထပစ္စယဓမ္မနဖျားသောနှုတ်ကားတို့ဖြင့် ကောင်းစွာမသွေးချီမြောက်ထောက်ပံ့လူတန်းနိုင်ကြပါစေကုန်တတ္တိနိဗ္ဗာန်ခန္ဓာမိလျံတို့ဤငိမ့်ဤရာပြေသောနိဗ္ဗာန်ကို နိဗ္ဗာန်အိုခြင်းဒုက္ခနာခြင်းဒုက္ခတေခြင်းဒုက္ခအပေါင်းတို့ဤငိမ့်ဤရာပြေသော နိဗ္ဗာန်ကိုတိကံဘဝမကြာသောလျှင်စွာဖြင့်ပါဘောထာကိုစီကိုငါကောင်းစွာမသွေး 要是南迦巴寺功德地，阿杜阿杜阿杜巴别，该伊在啥 a 啊？一在块干啥？是咩多比亚的比多比亚，康久千达，杰多伊梅格拉，啊比亚多尼。 တဏိတချံတူပွားပြေဆုံးပါစေချင်းအချိုးငါနိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖယားအမှုရှိသောပါမောက္ခကျောင်းဆရာတော်အမှုရှိသောဆရာတော် တန်ဃာတော်အရှင်မြတ်တို့အားမုံမုံမြတ်မြတ်ချက်ပြုံလှူဒန်းအပ်တော်ဆွမ်းခဲပွဲပေါ်စဉ်ချိုးချင်းအရသာအဖျားဖျားတို့နှစ်တကွာပင့်တန်ဃာတော်အရှင်မြတ်တို့အားသင်္ကန်းအစရှိတော် ပစ္စည်းဝတ္ထုအစုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြန်းမြတ်သော ကုသိုလ်ကံစေတနာတိဖရာတပြည့်တော်တို့အလိုရှိအပ်သောဘဝတန်ပတ္တိဘဝအစဉ်အတန်မြင်တထမြင်ချင်းဘောဂတန်ပတ္တိစီစိန်ဩဇာယတနာရွှေငွေ တနေ့တခြားတိုးပွားပြည်ဆောင်ခြင်းအာရောကြတံပတ်တိအနာယောဂကင်းစင်꽈၍ဘဝခန္ဓာကြံကြံမာမာချမ်းချမ်းသာသာရွှဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ်တိ ဩနာသိယေဒုက္ခပေတို့ဤငြိအိယာအမှန်မြနိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့တဏိတချာတူပွားပြည့်စုံရာ ပြည်စုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည်တော်သို့စုပေါင်း၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝ ရှိရှိဘဝတောစကြတော်မိဘဘိုးဘွားဆရာသမားတို့အားအစာထား၍အတိအတိတော်ကိုဆောင်နေဤတကတော်ဆောင်နေကဘာဤစီတီတော်ဆောင်နေ ကဘာဤကုံးမြေဆောင်နံမြို့ဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံသာသနာတော်ဆောင်နံအပါအဝင်း32ံကျင်လေကုန်သောဝိနိယဒုခိတဒုခိတ တတဝါအပေါင်းတို့အာအမြအမြပေးဝေပါ၏အာလုံးသောလူနာပြေမံတတဝါအနန္တမန္တမြတို့သည်ဖရာတပည်တော်တို့နှင့်ညီတို့ညီမြတ် ထတူထမ်းမြာအမြရာ၍ကိုစိတ်နှပြကျမ်းမာကြသည်ကိုစိတ်နှပြချမ်းသာကြသည်ကိုစိတ်နှပြဝမ်းသာကြသည်ဖြစ်ကြပါစေတော်အမြဝေရအောင် ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြอยู่ดอมหมู่จาบากงนอตาดุตาดุตาดุตา ကုံတော်အမြာအမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာ